အားသောဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမက်လ26ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျုံးတူတကွကြည့်လိုက်ရအောင် ပထမဦးတင်းဘုတ်ကတော့မာကာသတင်းစာရဲ့ဖော်ပြထားချက်ရရီယယ်မက်ဒရစ်တို့ရဲ့နွေရာသီမှာဈေးဝယ်ထက်မဲ့စင်တာဘက်ကစားသမားဆင်းနဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့မှာပါမာကာသတင်းစာရဲ့ဖော်ပြထားချက်ရရီယယ်မက်ဒရစ်တို့ရဲ့နွေရာသီမှာဈေးဝယ်ထက်မဲ့ကစားသမားဆင်းကတော့ဘုံမောက်ကဟူဆန်အာဆင်နယ်ကဆာလီဘာလက်ပေါဘူးကခိုနာတေးနဲ့နောက်ပြီးတော့ဒီ IS အသင်းရဲ့ဂျော်ရဲဟာတိုနောက်ပြီးတော့လူကီဘာတို့လိုကစားသမားတွေကိုသူတို့ကစကားတင်စစ်ပစ်မှတ်ထားတယ်အဲ့ဒီထဲမှာမှဘုံမောက်အသင်းနဲ့ဒီရာသီမှာအမြင့်ပြတ်နေခဲ့တဲ့စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ဒီဟူဆန်ဆိုတဲ့ကစားသမားလေးကိုဦးစားပေးပြီးကြည့်နေဝီလျံဆာလီဘာထက်တောင်မှဒီကစားသမားကိုပို့ပြီးလိုချင်နေဆိုတဲ့ကိုကာရေးသားမှုတွေစပိန်ဘက်ကလာတဲ့သတင်းအရာကြားရတယ်ဗောလေဒီကစားသမားလေးရဲ့တရားသီးမှာတော်တော်လေးကောင်းတာရ ဘုံမောက်အသိနဲ့တူတကယ်ကိုကောင်းမွန်တဲ့ခြေစံပြသနေပြီးတော့အသိကြီးအားလုံးကလည်းသူ့ကိုစိတ်ဝင်စားနေဒီမှာစိတ်ဝင်စားဖို့ကောင်းတာကဒီသားမနဲ့ပတ်သက်ပြီးဘုံမောက်အသိကစာချုပ်ဖြစ်တဲ့ကြီးပေါင်တန်း90ရှိတယ်အကယ်၍များအခြားကစားသမားတွေကိုလိုက်မယ်ဥရုမကစာလီဘာကိုလိုချင်တယ်ဆိုရင်တော့မှစာချုပ်တက်တဲ့အနေထားကိုအာဆင်နယ်တို့စာလီဘာနဲ့ပတ်သက်ပြီးမဖြစ်နိုင်ဘဲတန်ကြီးတောင်းဖို့ရှိတဲ့အနေထားကြောင့်ဆာလီဘာနဲ့ပတ်သက်ပြီးရီယယ်မက်ဒစ်လက်ရှောင်သွားပြီးဒီကစားမဘက်လှည့်လို့ကျွန်တော်ထင်တယ်။တစ်ဖက်မှာလည်းထရန့်အလက်ဇန္ဒားအာနိုသူတို့က ခေါ်ပြီးပြီဒါပေမဲ့အဲ့ဒါကတော့ဖူဘက်ပိုင်းအတွက် ပေါ့လေလက်ရှိဒီဟူဆန်ကတော့သူတို့စင်တာဘက်အတွက်စောင့်ကြည့်နေတယ်ဒါပေမဲ့ဒီကစားမစာချုပ်ဖြတ်တင်ကြီးပေါင်တန်း90ရှိရဆိုမြဲကြံခဲ့တဲ့နွေရာသီတုန်းကမှဘုံမောက်ကိုရောက်လာပြီးတော့6နှစ်စာချုပ်ချုပ်ထားတာအဲ့အတွက်2030ခုနှစ်ထိဘုံမောက်ကပိုင်သေးတယ် ူကလည်းစပိန်မျိုးပြောင်းကျင်နေဆိုတဲ့တချို့ report တွေလည်းတွေ့ပါတယ်အထူးသဖြင့် real madrid ကလည်းစပိန်သားလည်းဖြစ်တယ်ဈေးနှုန်းလည်းတက်တာလည်းအသက်ကခုမှ16နှစ်ပဲရှိရဒီကစားမကိုတော်တော်လေးသဘောကျနေပြီးတော့အနီးကစောင့်ကြည့်မှုတွေလုပ်နေပေါ့လေဒီကစားမလည်းသဘောကျမယ်ဆိုလည်းကြာကျင်စရာပဲ စင်တာဘက်မှာအသက်ငယ်ငယ်နဲ့အရံမောင်းမြင့်မြင့်6ပေ6လက်မရှိတဲ့အရံမောင်းတွေကိုဘုံမောက်နောက်တန်းမှာတီတီညင်ညင်နဲ့ဖြတ်ထားတာဘုံမောက်တရားဒီရှေ့ကိုတအားရောက်နေတာလေဒီလို quality မြင့်လူငယ်ကစားသမားလေးရှိရတဲ့အတော့ပေါ့လေအဲ့တော့ဒီရာဒီ28ပွဲမှာ22ပွဲထိပွဲထွက်ကစားထားတယ်နှစ်ကိုးသွင်းထားတယ်အဝါကတ်နှစ်ကပ်ပဲထိထားတယ် နှစ်ရှိကွန်ထရက်ကြံသေးရဆိုပေမဲ့စာချုပ်ဖြစ်တဲ့ကြီးပေးပြီးခေါ်လို့ရနိုင်တဲ့အနေထားလည်းရှိရပေါ့လေကြံခဲ့တဲ့ຫນွေဈေးကွက်တုံးမှာဂျူပင်တက်စီကနေပြီး UO 15တက်နဲ့ရောက်လာတာဂျူပင်တက်မှာတုန်းကသူကရိုမားမှာသွားပြီးအငှားဆော့ရတာတိတ်ကိုကောင်းတဲ့ performance တော့ပြနိုင်ခဲ့တာမဟုတ်ဘူးဒါပေမဲ့ဘုံမော့နဲ့သူနဲ့ကန်ဆက်တယ်ပြောရမှာ Premier League မှာလုံးဝတရားသည့်ထင်းနေရပဲအဲ့တော့ Real Madrid သာဒီသားမောက်ကိုခေါ်မယ်ဆိုတော့ Saliba နဲ့ Real Madrid ကြားကိစ္စတွေကတခမ်းရက်သွားပြီးပြောလို့ရတယ် Saliba လည်း အာဆင်နယ်မှာစိတ်အေးလက်အေးတတန်းတိုးနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒီကစားမလီကတော့တပတ်ကိုပေါင်300ရနေပြီးတော့ဒီနှစ်ကိုပေါင်1.5တန်းနဲ့ဘုံမောက်အသင်းမှာ2030ခုနှစ်ထိစာချုပ်တတန်းရှိပါသေးတယ်။တရားတလောက်ပါပဲရီယယ်တို့တာတကယ်လူကျင်ဆိုရင်တော့ပေါင်တန်း90ဆိုတဲ့ပမာဏက ACC ဝယ်သွားလို့ရတဲ့အနေထားမှာရှိနေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်ရဲ့တအူးသေးသောနွေယာတီဂိုးသမားပြစ်မှတ်ဖြစ်တဲ့ ဒါဂျိုအန်ဂါစီယာကိုဝင်လူမဲ့နောက်ထပ်အသင်းတစ်သင်းပေါ်လာပါပြီဒီသတင်းကိုတော့ဂျာဗီဂိုမာရာဆိုတဲ့သတင်းထောက်စီကကျွန်တော်ရာယူဖော်ပြပြီးတာပေါ့လေအရင်နာမည်ကြီးရဲ့သတင်းထောက်မဟုတ်ဘူးမဲ့တခါကျရင်ဒီလိုမျိုးအတူအဆသတင်းနဲ့ပတ်သက်ရင်မှန်တက်လိရှိရဲ့သတင်းထောက်ပေါ့လေသူကတော့ Atletico Madrid အသင်းက ဒီကစားသမားလေးကိုသဘောကျနေတဲ့အထူးသဖြင့်သူတို့အသင်းရဲ့ဂိုးသမား all black ရဲ့နေရာကိုအစားထိုးဖို့အတွက်ဆိုပြီးတော့စောင့်ကြည့်မှုတွေလုပ်နေတယ်။မကြခင်မှာချင်းကပ်မှုတွေတောင်လုံသွားနိုင်တယ်ဆိုပြီးတော့သူကဖော်ပြသွားတယ်။ဂျူအန်ဂါစီယာဆိုတာက Spain La Liga class Espanyol အသင်းရဲ့အဓိကဂိုးသမား။ကြံခဲ့တဲ့ရာသီတုန်းက Espanyol ကို La Liga ကိုတန်းတက်ဖို့အတွက်အကောင်းဆုံးတွန်းတင်ပေးခဲ့တဲ့ပွဲထွက်ကစားသမားလို့ပြောလို့ရတယ်။အသက်ငယ်သေးမှတော်တော်လေးကောင်းတဲ့ performance မနေ့ကတော့22နှစ်အခုတော့23နှစ်ပြည့်သွားပြီ။မနေ့က Transfer Market မှာ Euro 10သန်းမရှိတဲ့ကစားသမားက အခု transfer market မှာ euro တန်း30ရှိသွားပြီတကယ့်ကို la liga မှာ high performance ပြသထားနိုင်ခဲ့တာအခု espanyol ကလည်းတန်းစင်းစုံကနေတော့မလွတ်သေးဘူးပြသူတမတ်ပဲ꽈တယ်တပွဲရော့အနေထားနဲ့ပေါ့လေတန်းစင်းစုံနဲ့ဆိုတိတ်ပြီး꽈တဲ့အနေထားတော့မဟုတ်ဘူးအဲ့တော့ဒီကစားသမားကိုလိုက်တဲ့အသင်းရဲ့ထဲမှာဆို united လည်းပါတယ် arsenal ကလည်းမနစ်ကတော်တော်လေးနီးစပ်ခဲ့ပြီးတော့မှမဝယ်ဖြစ်ခဲ့တာ barcelona အခုဆိုလည်း tico အများကြီးဝင်လာခဲ့တာတော်တော်လေးကိုပိုတရှယ်မြင့်တဲ့ကိုသမား arsenal ကဘာကြောင့်ဒီကိုသမားကိုလိုချင်လဲဆိုတော့ natto ကျွန်တော်တို့ ဘုံမောက်ကိုပြန်ပြီးတော့အငားစကြုံပြီးရင်ပြန်လှုပ်ရတော့မှာအဲ့မှာအာဆင်နယ်မှာတော့အရန်ကိုးသမားတွေရှိပါတယ်အဲ့ဒါကတော့ဒီတော်မီဆက်ဖို့လို့ ချက်ပေါ်တာလို့လို့လူငယ်ကစားသမားတွေရှိရဲဒါပေမဲ့အတင်သုံးမဟုတ်ဘူးအထူးသဖြင့် Ryan ကို pressure ပေးနိုင်တဲ့ quality တခုတော့ရှိမနေဘူးအားကြောင့်မို့ Arsenal က Joan Garcia ကို Ryan ကို pressure ပေးဖို့အတွက်လာမယ့်နေရာဒီမှာမဖြစ်မနေခေါ်ခြင်းနဲ့ပေါ့လေအဲ့တော့ဒီညမှာတခုရှင်းပြခြင်းတာကကြံခဲ့တဲ့ຫນွေဈေးကွက်မှာတော့ deadline date အထိ Arsenal ကဒီကိုသမားလေးနဲ့ပတ်သက်တကယ်လို့လုပ်ခဲ့တယ်တစ်ဖက်ကတောင်းဆိုတဲ့ Euro အတန်း30 Arsenal က Euro 55တက်လောက်ပဲပေးခြင်းနဲ့အမှညှိမရတော့ပဲနဲ့အပြောင်းရွှေ့ပြတ်သွားခဲ့တာ Pepe Romano ကိုလည်းအဲ့ကိစ္စကိုထုတ်ပြောခဲ့တယ်အဲ့ဆိုတော့ ဒီကစားသမားကတော့တရားသည်29ပွဲမှာကလင်းရှစ်၄ပွဲရထားတယ်ပုတ်ထုတ်မှုတရားတစ်ချိန်လှူထားပြီးတော့39ကိုပေးထားရတယ်တန်စီစုံနဲ့တမတ်အကွာမှာရှိနေမယ်လေမနစ်ကပြခဲ့တဲ့ performance ရောလက်ရှိပြသထားတဲ့ performance ရောလူချင်းတဲ့အသင်းတွေဝိုင်းဝိုင်းလေနေဖြစ်တဲ့အတွက်အာဆင်နယ်ဦးနေနဲ့အရန်ကိုသမားတဦးနေနဲ့ခေါ်မယ်ဆိုရင်ရောခေါ်လို့ရပါဗျာကျွန်တော်တို့စောင့်ကြည့်သွားမှာပါတရားတစ်ခုကတော့မနစ်ကလွယ်လွယ်နဲ့လှုပ်လို့ရမယ့်ကိစ္စကိုဒီရာဒီမှာတော့အသင်းကြီးတွေကြားထဲကပဲဝိုင်းလူပြီးတော့ခက်ခဲအောင်လုပ်ရတော့မယ့်အနေအထားမှာရှိနေပါတယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါကသတင်းကောင်းပါပဲဖေဖော်ဝါရီ16ရက်နေ့တုန်းကတကောက်ကျော်တရားခွဲစိတ်ခဲ့တဲ့ခိုင်ဘတ်တယောက်ကတော့လက်ရှိချိန်မှာအကူအညီမပါဘဲနဲ့လမ်းလျှောက်နေနိုင်ပြီဆိုပြီးတော့သတင်းကောင်းတွေတက်လာပါဗါတယ်အဲ့တော့ဒီသတင်းနဲ့အတူပဲခိုင်ဘတ်ကဇူလိုင်လမှာပြန်လာမယ်ဆိုတဲ့တချို့ report တွေရဆိုရင်တော့အခုအချိန်မှာဒီထက်စိုးပြီးပြန်လာဖို့လဲရှိဆိုပြီးသတင်းကောင်းတွေတော့တက်လာရပါလိအထူးသဖြင့်အာဆင်နဲ့ယာတီကျုပ်ပွဲစဉ်တွေမှာ fully trainee တွေအပါအဝင်အသင်းရဲ့ senior level ကစားသမားတွေနဲ့ပူးပေါင်းပြီးတော့ကစားနိုင်တယ်ဆိုပြီးတော့ report တွေကထွက်လာပါတယ်။အဲ့တော့ရာသီချုပ်ပွဲစဉ်နေပြီပြန်လာနိုင်တော့ပဲခိုင်ဘက်ကတော့လာမယ့်ရာသီမှာကျွန်တော်တို့အသင်း၃နိုင်တော့မယ့်အနေအထားပြန်ဖြစ်သွားပါဘောလေ။တကောက်ကျော်တန်ရောက်ကိုခွဲစိတ်ခဲ့တိုက်ကြတာရောဖေဖော်ဝါရီ16ရက်ကခွဲစိတ်ခဲ့တာ။25နှစ်ရဲ့ဂျာမနီသားကအာဆင်နယ်တင်းတက်ပွဲတွေအများကြီးကစားခဲ့တယ်။အခု injury ရသွားလို့တာရာသီကိုထိသူ AC နားသွားတာ။နောက်ဆုံးကြိုင်အစဲခံပြီးတော့ပွဲတွေအများကြီးဆော့ခဲ့ရတယ်။ ပလီယာတောက်လို့ပြောလို့ရတယ်33ပွဲဝင်ကစားထားတယ်အမှပွဲ30ကတော့ပွဲထွက်ထားတယ်15ကိုသွင်းပြီးတော့လေးလုံးပိုင်ထားပါတယ်ဘလောက်ပဲလွဲချော်မှုတွေရှိပါသေးဘလောက်ပဲတခါလီမှာအားမလို့အားမရဖြစ်ပေမဲ့ပအဝင်ခွင့်ရတဲ့အချိန်တည်းမှာကီလိုမီတာအများဆုံးပြည့်တဲ့ကစားသမားတွေရဲ့တယောက်ဖြစ်အာဆင်နယ်ပလီယာတဲမှာထင်းကနေပေါ်နေခဲ့ပေါ့လေအဲ့တော့ဒီကစားသမားတော့ဒီရာသီမှာရပ်ပေါင်း160ကျော်နားထပြီးတော့ကြံခဲ့တဲ့ရာသီတွေမှာဆိုရင်တော့ နောက်ဆုံး9နှစ်6နှစ်အတွင်းမှာဆိုရင်သူများသုံးနားခဲ့တာတရားတီကို48ရက်ပဲနားခဲ့ရတာကျန်တာဒီက10ရက်ကျော်ကျော်လေးတွေပဲနားခဲ့ရတာအဲ့တော့ခိုင်ဟဘက်အနေနဲ့တရားတီမှာစံချိန်တင်ဒဏ်ရာကြောင့်ယာတီကုန်တိနားသွားခဲ့ရတာဖြစ်တဲ့အတွက် ဇန်နဝါရီမှာလည်းတိုက်စစ်မှုပေါ်ခဲ့တဲ့အာဆီနယ်ဦးနေနဲ့ဆိုရင်တော့မီခေးမိန်တို့အထောင်ထားပြီးစော့နေရတယ်ပေါ့လေလူတယောက်ရဲ့တံမိုးမရှိမှသိရဆိုတဲ့အတိုင်းပဲအားမလို့အားမရဖြစ်ခဲ့ရင်လည်းကျွန်တော်ကတော့အမြဲတမ်းခိုင်ဘက်နဲ့ပတ်သက်ပြီးကာဝယ်ပေးခဲ့တယ်အခုသူလာမေးရတီမှာ strong ဖြစ်ဖြစ်နဲ့ပြန်လာမယ်ဆိုရင်တော့မှအာဒါတို့အနေနဲ့ခိုင်ဘက်ကိုအားကိုးနေတာထက်စာရင်တိုက်စစ်မှုအထောင်တယောက်ကိုဝယ်ဖို့လိုအပ်တယ်ခိုင်ဘက်နဲ့ switch ချင်းပြီးသုံးရင်သုံးဒါမှမဟုတ်ခိုင်ဘက်ကို ဒီ hashpay နေရာဒီမှာသုံးမလားဝင်ကာမှာသုံးမလားတိုက်တက်နေရာမှာပြောင်းပြီးသုံးလို့ရတာဖြစ်တဲ့အတွက် i twitter ဆိုရင်တော့တိုက်စစ်မှုစစ်စစ်တယောက်ဝယ်လဲခိုင်ဘက်ကချိုကာတကက်လို့ဖြစ်နေဦးမယ်လို့ထင်ပါတယ်ဒီ season လေးကိုဒီကဝန်ကြီးပေါင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ viber ဖုန်းနံပါတ်သူညောကို6 1 6 6 3 9 3ညောဆက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ဝင်ပုံဝင်ချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုပ်တဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရက်ချပြီးကျွန်တော်အားပြုလို့ရပါတယ်အိုက်ဖက်ခွေရှုကို sport in the night 9 3 minute တို့ကိုလဲစော်ကစားလို့ရတယ်ပါဘီ တက်နိုင်တဲ့ပမာဏနဲ့ပဲဆော့ကြပါခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့မေတာဖော်ဖော်ကဖော်ပြထားတဲ့အာဆင်နယ်တို့ကင်းထောက်ကြီးဆက်လူပြီးစောင့်ကြည့်ထားတဲ့တိုက်စစ်တောင်ပံကစားမတူကိုဖော်ပြပေးခြင်းပါတယ်ဒီသတင်းကအရင်ကြီးတော့ဖြစ်လာနိုင်ခြင်းမရှိတာလည်းဖြစ်တဲ့အတွက်နောက်ဆုံးသတင်းတစ်ပုဒ်ဖြစ်ဖော်ပြပေးတာပါနောက်ဆုံးရအခြေအနေကိုသိသိချင်းတဲ့အတွက်ပေါ့လေအဲ့ဒါကတော့ပေါ်တူဂီကလပ်စပိုတင်းလစ်စဘွန်တင်ရတိုက်စစ်တောင်ပံကစားမ Francisco Trincao ကိုအာဆင်နယ်တို့ကစိတ်ဝင်စားနေပြီးတော့ကင်းထောက်တွေဆက်လို့စောင့်ကြည့်နေပါတယ်စိတ်ဝင်စားတဲ့စောင့်ကြည့်ဆိုတဲ့အဆင့်မှာပဲရှိသေးတယ်ဘာမှဆက်သွယ်ပ ပြောဆိုမှုဘတ်ဂျက်ချထားမှုတော့လုံးဝမရှိသေးဘူးပေါ့လေဒါကတော့အာဆင်နယ်တို့ကဒီကစားမနဲ့ရင်ဆိုင်ခဲ့ဘူးတဲ့ကျောင်းကြီးကိုမှတ်မိလားမသိဘူးစပိုတင်းနဲ့ကျွန်တော်တို့ချန်ပီယံလိဒီနှစ်ထဲမှာကန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်ရေတင်အကောင်းဆုံးပလေယာပဲသူကဒီဒေါင်ကန်ပွဲတွေစဉ် တကိုးဖန်တီးပြနိုင်ခဲ့တဲ့ exporting နဲ့ပွဲစဉ်မှာပေါ့လေအဲ့တော့ဒီကစားသမားရဲ့နာမည်ကတော့ train a trinka o ပေါ့လေ united ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေပြီးတော့ sporting ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်တန်း30ရိုင်းလက်လွတ်မယ်ဆိုပြီးတော့အကြောင်းပြန်လာတယ်အသက်ကတော့25နှစ်ပေါ်တူဂီသား2026ခုနှစ်ထိတော့ sporting ကိုပိုင်သေးတယ်ဒါပေမဲ့စကြုံသက်တမ်းတိတ်မကြံတော့တာဖြစ်တဲ့အတွက်နှွေးမာရတဲ့ဈေးနဲ့လည်းရောင်းထုတ်သွားနိုင်တယ်လောလောဆယ်အထိတော့ကစားသမားနဲ့အသေးနဲ့ကြမ်းမှာတက်တမ်းမတိုးနိုင်သေးဘူးပေါ့လေဒီနေရာမှာတခုပြောချင်တာက ဟိုချဲစီးနဲ့သဘောတူညီမှုရသွားပြီဖြစ်တဲ့ဒီကွန်တာလာအဲ့ဘယ်ဘက်ချမ်းတက်စစ်တောင်ပံကစားသမားရဲ့အခုထရင်ကာအိုဆိုတဲ့ညာဘက်ချမ်းတက်စစ်တောင်ပံကစားသမားရဲ့ဗီတာကူကီရဲ့ကစပိုတင်ရဲ့တကယ်ကောင်းမွန်တဲ့တက်စစ်ထရိုင်ဟိုပဲတော်လေးကိုကောင်းတာဒီကစားသမားရဲ့တိုက်ကိုပြောမယ်ဆိုလို့ရှိရင်သူကဒီကွင်းနဲ့ဒီကနေပြီးတော့ သူတို့ဘောတွေခင်းရတယ်လေအာတန်နဲ့ကိုရိုင်းနဲ့ပန်တီဘောစတွေကိုတွန်းဝင်ပြီး finishing လုပ်ရတာလေအာတန်နဲ့အထူးဖြင့်ပိုင်ပိုင်ဘက်ခြေတော့ပေါင်ကြားတွေကနေဘောလုံးထုတ်ပြီးတော့ဆွဲပြီးရတယ်လေအာတန်နဲ့ player တိုင်းမျိုးပဲအာကြီးနဲ့ကန်ခဲ့တဲ့ champion league ပွဲစဉ်မှာသူ rating 7.6ရခဲ့တာ88မိနစ်လောက်မှသူလူစားလဲလိုက်တာဗောလေကျွန်တော်မှတ်မိသေးတယ်အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့ Arsenal တို့ကခေါ်ဦးခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကြီးတော့မတွေ့သေးဘူးစိတ်ဝင်စားလို့စောင့်ကြည့်ဆိုတဲ့အဆင့်ပါပဲဒါပေမဲ့တခုကျွန်တော်ညီကိုတွေကိုရှင်းပြနေတာက ဘာစီလိုနာတို့ကဒီကစားမနဲ့ပတ်သက်ပြီးတော့စဲဝင်ကော့90ရာခိုင်နှုန်းထိရဖို့ရှိတယ်။ယူနိုက်တက်ပဲဝယ်သွားသွားအာဆင်နယ်ပဲဝယ်သွားသွားအဲ့ဒီဝယ်သွားတဲ့တန်ကြီးရဲ့90ရာခိုင်နှုန်းကိုဒါဟိုဘာစီလိုနာတို့ရမယ်။ပြီးတော့လေပြန်လေဝယ်ဝင့်ယူ25တန်ထည့်ထားဖြစ်တဲ့အတွက်အကဲဒါဒီကစားမတအားကြီးကောင်းပြီးတော့ ရာတီကုံအထိထွန်းတောက်လာခဲ့မယ်ဆိုရင်တော့ဘာစီလိုနာပဲပြန်ပြီးဝယ်သွားနိုင်ပြန်များရပေါ့လေအဲ့ဒါဆိုဒီစားသမားကတော့ဒီရာတီ42ပွဲမှာကိုကိုသွင်းပြီးတော့7လုံးဖိုင်ထားပါတယ်မနစ်ကလည်း49ပွဲအထိကစားထားပြီးတော့10သွင်းပြီး6လုံးဖိုင်ထားတယ်2023တွေတုန်းကမှဘာစီလိုနာစီကနေရောက်တာပါ Euro 8500ရနေပြီးတော့တနစ်ကို Euro 3.6တန်းနဲ့2000 26ခုနှစ်ထိစပိုတင်းနူရဲ့စာချုပ်သက်တမ်းရှိပါသေးတယ်။အဲ့တော့ဒီကစားသမားတော့အာဆင်နယ်ရဲ့စိတ်ဝင်စားပြီးကင်းထောက်စေတူထားတဲ့အစ်စ်မှာပဲရှိတဲ့ကစားသမားတူဦးဖြစ်တဲ့အတွက်နီကိုဝီလျံတို့၊ကုညာတို့၊စီမီညိုအမ်ဘူမိုတို့ကလွှဲရင်အခြားကစားသမားတွေအာဆင်နယ်ရောက်လာမှာမဟုတ်ဘူးလို့တော့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။